မင်္ဂလာပါခင်ဗျရှင်ကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်ရိမြို့ကနေအကြံဖတ်စစ်ကောင်စီတပ်ကရရှိကြီးတွေရဲ့မိသားစုတွေပါဝင်ရဲနဲ့ဝန်ထမ်းတွေရဲ့မိသားစုတွေပါအလုံးရင်းနဲ့ပျောက်ရွှေ့လာမှုကြောင့်မန္တလေးမြို့အဝယ်မှာကားတွေယာနဲ့ချီပိတ်ဆို့နေရဆိုပါတယ်တရုတ်မြို့မှာနေဆက်နဲ့ကတ်နေတဲ့ KIO ဌာနချုပ်လိုက်စာမြို့အနီးကိုအကြံဖတ်စစ်ကောင်စီကလေရင်နဲ့ဘုံလာကျတဲ့အတွက် တရုတ်နိုင်ငံဘက်ကအချက်ပြပြစ်ခတ်ခဲ့တယ်လို့ဘုံကြီးနော်ဘူးကပြောထားတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့မန္တလေးတိုင်းကပြူးလင်းမြို့ကနေအကြံဖက်စကောင်စီတက်ကအရာရှိကြီးတွေရဲ့မိသားစုတွေအပါဝင်ရဲနဲ့ဝန်တန်းတွေရဲ့မိသားစုတွေပါအလုံးရင်းနဲ့ပြောင်းရွှေ့လာမှုကြောင့်မန္တလေးမြို့အဝေးမှာကားတွေယာနဲ့ချီပိတ်ဆို့နေတယ်လို့သိရပါတယ်လာရှိုမြို့ကအကြံဖက်စကောင်စီရဲ့တိုင်းစစ်ဌာနချုပ်ကြီးကြာသွားပြီးတဲ့နောက်မှာပဲ အကျံဖတ်စစ်ကောင်စီရဲ့စစ်တပ်ကတို့ရှိရပြူးလင်မြို့ကိုဒေါ်လန်ရေးတပ်တွေကမကြမီတိုက်ခိုက်တော့မယ်ဆိုတဲ့သတင်းတွေကြောင့်အကျံဖတ်စစ်ကောင်စီဘက်ကစစ်တပ်အရာရှိကြီးတွေရဲ့မိသားစုတွေပါဝင်ရဲနဲ့ဝန်ထမ်းတွေရဲ့မိသားစုတွေဟာဩဂလ6ရက်နေ့ကစပြီးအလုံးရင်နဲ့စတင်ပြောင်းရွှေ့နေကြပြီဖြစ်တယ်လို့ပြူးလင်မှာရှိတဲ့စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောထားပြီးတဲ့နောက်မှာပဲဒီကနေ့မှာတော့မန္တလေးမြို့အဝင်းမှာ ပြူးလင်ကဆင်းလာတဲ့ကားတွေရာနဲ့ချီပိတ်ဆို့နေတယ်လို့သိရပါတယ်ဒီကနေ့ဩဂလ6ရက်နေ့မှာပဲ ပြည်လူမျိုးကနေဆင်းလာတဲ့ရာပေါင်းများစွာသောကားတွေဟာမန္တလေးမြို့ဝင်16မိုင်ဂိတ်မှာပိတ်မိနေကြပြီစစ်ကောင်စီကကားတွေကိုတင်းတင်းကြပ်ကြပ်စစ်ဆင်နေတယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာတော့တရုတ်မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ KIO ဌာနချုပ်လိုက်စာမြို့အနီးကိုဂျပန်စစ်ကောင်စီကလေရင်နဲ့ဘုံးလာကျဲတဲ့အတွက်တရုတ်နိုင်ငံဘက်ကအချက်ပြပစ်ခတ်ခဲ့တယ်လို့ဘုံကြီးနော်ဘူးကရင်ကုန်ခစ်တက်ကိုပြောပါတယ်အောက်လ9ရက်နေ့ဖြစ်တဲ့မနေ့ကညတကောင်အချိန်မှာပဲ အကြံဖက်စကောင်စီကတရုတ်မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာလိုက်စာမြို့အနီးကိုလေရင်နဲ့လာပြီးဘုံလာကျဲတယ်ဆိုပါတယ်။အဲ့ဒီလိုစကောင်စီတပ်ကလိုက်စာမြို့ပတ်ဝန်းကျင်ကိုလေရင်နဲ့ဘုံလာကျဲတဲ့အချိန်တရုတ်နိုင်ငံဘက်ကနယ်နိမိတ်ကျူးကျော်ဒါမျိုးမဖြစ်အောင်အချက်ပြပစ်ခတ်မှုတွေလုပ်ခဲ့ပြီးတရုတ်လေရင်တွေလည်းနယ်စပ်တစ်လျှောက်ပြန်တန်းကင်းလှည့်တာတွေရှိတယ်လို့ KIO ဘုံမကြီးနော်ဘူးကပြောထားပါတယ်ခင်ဗျာ။ဒီတခါတင်းသာရီတိုင်းဘက်မှာတော့ပလောမြို့နယ်ကမီးလောင်ချောင်းချေးရွာကနေ ဒေါ်လာရေးတက်ဖွဲ့တွေကိုမကြာခဏစိန်ခေါ်နေတဲ့အချမ်းဖက်စစ်ကောင်စီတပ်စခန်းကိုဒေါ်လာရေးတက်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးအဲဒီစခန်းကိုပါမိရှုရှင်းလင်းလိုက်တယ်လို့ဗိတ်ခရိုင်အမှတ်1တရင်ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒီကနေ့ဩဂုတ်လ10ရက်နေ့မှာပဲပလောမျိုးနဲ့မိလောင်ချောင်းချေရွာကနေမကြာခဏဆိုသလိုဒေါ်လာရေးတက်တွေကိုတတိရှိရင်လာခဲ့ဆိုပြီးစိန်ခေါ်နေတဲ့အချမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းကိုဒေါ်လာရေးတက်တွေကသွားရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးအဲဒီစခန်းကိုပါမိရှုရှင်းလင်းလိုက်တယ်ဆိုပါတယ်အဲ့ဒီလို့ တော်လိုင်းအစ်တက်တွေကိုမကြခဏဆိုသလိုစိတ်ခေါ်နေတဲ့စစ်ကောင်စီတက်စကန်တွေတဲကမိလောင်ချောင်းစာတင်เจ้าတွေတဲမှာပါအကကွယ်ယူပြီးဘန်ဂါတွေနဲ့အထိုင်ချထားတဲ့စကန်တွေပါပါသလိုတကယ်တကယ်တော်လိုင်းအစ်တက်တွေသွားတိုက်တဲ့အခါမှာတော့ဘလောက်မှတော့မတိုက်လိုက်ရပဲစိန်ခေါ်နေတဲ့စစ်ကောင်စီတက်သားတွေတဲကစစ်သားတူလေပွဲချင်းမိကိုသေသွားတဲ့အပြင်ကျန်တဲ့စစ်သားတွေကတော့အကုန်လုံးထွက်ပြေးသွားကြတယ်လို့ဗိခေအမတ်တက်တရင်ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်ခင်ဗျအခုတခါမှလည်း တင်းတိုင်းတိုင်းဒဝဲမြို့နယ်ကမောင်မဲရှောင်းကျေးရွာမှာပြည်သူ့ပန်ပစ္စည်းတွေကိုလူရက်ခိုးယူနေတဲ့အချမ်းဖက်စစ်ကောင်စီတပ်စစ်ကြောင်းကိုဒေါ်လန်ရေးတပ်တွေကတိုက်ခိုက်ချိန်မုံရမှာစေကောင်စီတပ်သား73ဦးကတော့အသီးသီးသေကုန်ကြပြီးရွာလမ်းမပေါ်မှာပါစစ်သားတွေရဲ့မသားလောင်းတွေပြန်ကျဲနေတယ်လို့ရေဖြူ PDF တပ်ဖွဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။အခုလာလေးရက်နေကပဲဒဝဲမြို့နယ်ကမောင်မဲရှောင်းကျေးရွာအတွင်းယာယီစခန်းချထားတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားတွေက ဂျေရော်ထဲမှာရှိတဲ့စစ်ရှောင်းပြည်သူတွေရဲ့အိမ်တွေဒက်ကပစ္စည်းတွေကိုမှွေနောက်ခိုးယူနေတဲ့အချိန်ဒေါ်လန်ကြီးတပ်တွေကဝင်ရောက်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား73ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးသေကုန်ကြပြီတချို့စစ်သားတွေရဲ့မပါအောင်တွေဟာရွာလမ်းမပေါ်မှာဒီအတိုင်းရှိနေကြတဲ့အပြင်စစ်တပ်ကဒဏ်ရာရတဲ့သူတွေပါပါသွားတဲ့အတွက်ရွာဝင်းကျင်မှာတော့အဲ့ဒီစစ်ကြောင်းရှိနိုင်သေးတယ်လို့ရေဖြူ PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ ဒီတခါမန္တလေးတိုင်းဘက်မှာလေမြင်းကြံမြို့နယ်ကစီမီကုံမြို့အရှိတ်ဘက်မှာရှိတဲ့အကျန်းဖက်စစ်တပ်ဂိတ်ကိုတော်လိုင်းရဲတပ်တွေကကားနဲ့သွားပြီးပစ်ခတ်တိုက်ခိုက်ရမှာစေကောင်းစီတတသုံးဦးကတော့အသီးသီးသေးကုန်ကြပြန်တဲ့အပြင်တနက်တလက်ကိုပါရအောင်ကောက်ခဲ့တယ်လို့ရွှေဂျိုးပြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တိကိုပြောပါတယ်။အော်ဂိုလာခွန်ရနေဖြစ်တဲ့မနေ့ကပဲစီမီကုံမြို့အရှိတ်ဘက်မှာရှိတဲ့အကျန်းဖက်စစ်ကောင်းစီရဲ့စစ်စေးရဲဂိတ်ကိုတော်လိုင်းရဲတပ်တွေကကားနဲ့သွားပြီးဝင်ရောက်တိုက်ခိုက်ချိန်မုန်းခဲ့တယ်ဆိုပါတယ်။ ဲ့ဒီလိုတိုက်ခိုက်မှုအတွင်းဂိတ်မှာရှိတဲ့စစ်ကောင်စီတပ်သား၃ကတော့အသီးသီးသေကုန်ကြပြန်တဲ့အပြင်အနီးနားမှာသေတဲ့စစ်သားစီကတနက်တလက်ကိုပါရအောင်ကောက်ခဲ့တယ်လို့ရွှေကြိုးပြူပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာအခုတခါစီးပွားရေးသတင်းပတ်မှာတော့ပြည်တွင်းစီးပွားရေးဈေးကွက်မှာအမေရိကန်ဒေါ်လာကိုငွေကျပ်9600ကျော်တဲ့အထိစံချိန်တင်ထပ်မံမြင့်တက်သွားပြန်ပြီစစ်ကောင်စီရဲ့ဗဟိုဘဏ်ကပုတ်ကုန်ရငွေအမေရိကန်ဒေါ်လာအနှံ့ရမဲ့ပမာဏကိုရှော့ချပေးခဲ့ပေမဲ့ ဒေါ်လာဈေးမြင့်တက်မှုကိုမတားဆီးနိုင်တော့တဲ့အခြေအနေဖြစ်နေတယ်လို့ UMS CCI ရဲ့အလုတ်မှုဆောင်စီးပွားရေးသမားတဦးကပြောထားပါတယ်။အောက်ကလခုနှစ်ရက်နေဖြစ်တဲ့မနေ့ကပဲပြည်တွင်းမှာအမေရိကန်ဒေါ်လာကိုငွေကျပ်9500ကျော်ရှိနေရကနေဒီကနေ့မှာတော့ဒေါ်လာကိုငွေကျပ်9600ကျော်တဲ့အထိစံချိန်တင်ထပ်မံမြင့်တက်သွားပြီ။လက်ရှိပြည်တွင်းမှာတော်တော်များများကမြန်မာကျပ်ငွေကိုလက်ထဲမှာမကင်ရဲကြတော့ပဲ။ဟွန်ဒီတွေကနေတဆင်မြန်မာကျပ်ငွေသိန်းထောင်ချီနဲ့နိုင်ငံခြားငွေကိုလိုက်လံဝယ်ယူမှုတွေအရက်များနေတယ်ဆိုပါတယ်။ လက်ရှိမှာစစ်ကောင်စီရဲ့ဗဟိုဘဏ်ကလည်းပို့ကုန်ရငွေအမေရိကန်ဒေါ်လာအနှံမှုကို35ရာခိုင်နှုန်းကနေ25ရာခိုင်နှုန်းမဲ့အနှံမှု short ချပေးခဲ့ပြီးမဲ့လေလက်တွေ့မှာတော့ပြည်တွင်းစီးပွားရေးကျဆင်းမှုတွေနေဆက်ကုံတွေရဲ့ရက်တက်မှုတွေနဲ့ငွေကြေးဖောင်းပွားမှုတွေရဲ့နောက်ဆက်တွဲအကျိုးဆက်တွေဟာဒေါ်လာတန်ဖိုးမြင့်တက်မှုကိုမထိန်နိုင်တော့တဲ့အခြေအနေထိရောက်နေပြီးကြံ့ငွေတန်ဖိုးကျဆင်းမှုတွေဟာအဖက်ဆယ်လို့မရအောင်ကိုဖြစ်နေပြီလို့ UMCCI ရဲ့အလုံးမှုဆောင်စီးပွားရေးသမားတအုပ်ကပြောထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒါကတော့ရန်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်စုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ